ပပရေစကားတော့သေယူပါလေ။အစီပဲအစီပဲစစ်ကောင်စီလက်လွတ်ရဖို့ကျင်းသေးသွားတဲ့ပုံမော်မျိုးအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ရဲ့ Let's Talk The New Channel ကနေကြိုဆိုပါရစေ။မန္တလေးမြောက်ဘက်ဆုံးကကချင်ပြည်နယ်မှာစစ်ကောင်စီတပ်ကင်းစင်နဲ့မြဖြစ်အောင်ကချင်လွတ်လပ်ရေးတပ်မတော် KYA တပ်နဲ့မဟာမိတ်တပ်တွေကြိုးပမ်းလာခဲ့တာတစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီးဖြစ်ပါရစေ။အောင်မြင်မှုကတော့စကမ်းမောင်းများစွာမျိုးပေါင်းများစွာကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့မျိုးလေးခုပါတဲ့ကချင်ထုဒေတာတက်တစ်ခုလုံးကိုတိမ့်ပတ်ဖြတ်သိမ်းနိုင်ခဲ့တဲ့အထိပါပဲအခုတော့ပြည်နယ်ဒုတိယမြို့တော်ဖြစ်တဲ့ဗမော်မြို့ကိုပါအလုံးစုံတိမ့်ပတ်နိုင်ဖို့ကျင်းတည်သလောက်ဖြစ်နေပြီလို့ကချင်စီရေးတရင်းမြစ်တွေကနေသိရပါဗျာ KAI နဲ့မဟာမိတ်တပ်တွေဟာဗမော်မြို့တိမ့်တိုက်ပွဲတွေကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တာပါဒါကြောင့်ငါးလနီးပါအတွင်းမြို့ကိုအလုံးစုံတိမ့်ပိုင်နိုင်ဖို့အကြောင်းဖန်လာခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်လာရင်းပူပေါင်းတက်တွေဟာဗမော်မျိုးပေါ်ရက်ွက်အများအပြားဗမော်လီရင်ကွင်းစစ်ကောင်စီတက်ရဲ့ချင်းနင်တက်ရင်ခလာရ236နဲ့49အမြောက်တက်366တန်ကြက်ကာတက်9 3 4နဲ့တင်ကားတက်9336ကာကင်စကန်တွေဆက်သွယ်ရေးထောက်ပံ့ရေးစတဲ့လက်ယုံတက်ရင်တွေကိုသိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးအနေနဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စာကကာ21ပဲကြံပါတော့တယ်။ ်လက်ရှိဗမာမျိုးရဲ့စီးရဲချင်းတွေကတော့နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေတယ်လို့စီးရဲသတင်းမြေတွေစီကနေသိရပါဗျ။စစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီး drone တွေအသုံးပြုပြီးအပြင်းထန်ခုခံနေတဲ့အတွက်နှစ်ဖက်ထိခိုက်မှုတွေလည်းရှိနေတဲ့အကြောင်းကချင်းစီးရဲသတင်းတွေဖော်ပြနေတဲ့ဒေတာတွင်းလိလာဆောင်ကြည့်အဖွဲ့တစ်ခုရဲ့ဖော်ပြချက်အရသိရပါဗျ။ဒါအပြင်နောက်ဆုံးလက်ကျန်စကကခ21ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေလည်း KNY ထံအညံ့ခံနေသူတွေလည်းအများပြားရှိနေပါတယ်။အဲ့ဒီတဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲမေတွေအပြင်ကိုဝင်ဆောင်မိသားစုဝင်တွေလည်းပါဝင်တယ်လို့သိထားရပါတယ်။ ABL နောက်ဆုံးပတ်အတွင်း KNY PDF တွေရဲ့ထိုးစစ်ပြန်လည်မြင့်တင်ခဲ့ပြီးနောက်ပိုင်းနှစ်ဖက်ပစ်ခတ်မှုနဲ့စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတံတွေကြောင့်မြို့အတွင်းအပြက်စီးအများပြားဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ KAI နဲ့မဟာမိတ်တပ်တွေဟာလက်ကျန်စကားက21ကိုအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာကြောင့်ဗမော်မျိုးဟာစစ်ကောင်စီအလုံးစုံကင်းစင်တဲ့မျိုးဖြစ်ပုံပေါ်လာတော့မယ်လို့အုံတက်ပြောကြားနေကြပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲအတွင်း KAI နဲ့အတူ Arakatat.a KPDF ចောင်းသားတပ်မတော် ABSD ရဲ့ပါဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များစွာပါဝင်ဆင်နွှဲနေကြပါတယ်။ဗမာမျိုးဟာအထက်မြန်မာပြည်ရဲ့စီးရဲပထဝီရဲတို့မှာဘလောက်ထိအရေးပါအရာရောက်တဲ့ဒေတာဖြစ်ပါသလဲ စင်ကိုကြည့်မယ်ဆိုပါကစီးပွားရေးမြို့တော်ရန်ကုန်နဲ့ချိန်ပြောရမယ်ဆိုရင်ဒိုင်းရိုက်ကာလန်ပေါ့တလို့လေရင်ကွင်းနဲ့ရှိတာကြောင့်တော်ရနိုင်ပါတယ်။နောက်ပြီး KNO ဌာနချုပ်တရှိရာလိုင်ဇာမြို့တရုတ်နယ်စပ်ဂိတ်တရှိရာလွယ်ကျန်မြို့ရှမ်းပြည်နယ်မြောက်ပိုင်းရှိမပိန်မြို့ပြည်တော်စုလမ်းမကြီးနဲ့ဆက်သွယ်ထားတဲ့မြကြီးနားမြို့တွေအပြင်မြန်မာနိုင်ငံလေပိုင်းရှိမန္တလေးနဲ့စကိုင်းမြို့တွေကိုလည်းကုန်းလမ်းအပြင်ရေလမ်းတွေနဲ့ပါအလွယ်တကူသွားလာနိုင်တဲ့ခရိုင်မြို့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်နောက်ဆုံးလက်ကျန်ခလာ21ရဲ့အောင်မြေကိုနင်းနိုင်မှာကဗမောဆိုတဲ့ပန်းနိုင်ကိုလှမ်းကင်နိုင်မှာဖြစ်ပါတယ်။အရိကအခြေအနေတွေကို သိရှိထားတဲ့စီးရဲသတင်းမြစ်တူပြောတာကတော့အရိကစကကခ21ထဲမှာအကုန်လုံးသွားစုနေကြတာအများစုကစစ်မှုထမ်းတင်နန်းစင်ကလေးတွေများတယ်။ရာရှိတွေကမရှိသလောက်ပဲနောက်တိုးလာတဲ့အင်အားကလည်းသူတို့စစ်မှုထမ်းလေးတွေပဲလို့ပြောပါတယ်။သူကပဲဗမော်မျိုးကမကြခင်မှာပဲကြာတော့နိုင်ပြီးအချိန်ကတော့တော်လိုင်းပူပေါင်းတက်တွေရဲ့ထိုးစစ်ပေါ်မူတည်တယ်လို့ပြောပါရယ် တင်ဆောင်မလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးမင်းစုမင်းညစ်ပေးသဘာဝပေးစစ်ပေးတို့ကနေအများဆုံးကင်လွန်နိုင်ကြပါသည်ခင်ဗျာကျွန်တော်တို့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်ကျွန်တော်ကိုဟိမာ